အီရန်ဟာယီမင်မှာပြဿနာကြီးတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ဘာလို့လဲဆိုတော့ယီမင်ရဲ့တရားဝင်အစိုးရဟာအဓိကစိတ်ကမ်းတွေကိုပြန်လည်သိမ်းယူဖို့နဲ့အီရန်ထောက်ခံတဲ့ဟူသီအုပ်စုရဲ့ဩဇာလွှမ်းမိုးမှုကိုရှော့ချဖို့ဟူသီတပုံတွေကိုထိုးစစ်ဆင်နေလိုပါ။ဒါကြောင့်ပဲယီမင်ဟာ2014ခုနှစ်ကလေးကအာရီပြကျွန်းဆွယ်မှာဆက်လက်ဖြစ်ပေါ်နေတဲ့နိုင်ငံရေးနဲ့စည်ရေးအကျပ်တဲတွေထဲမှာနှင်မောနေခဲ့ရပါတယ်။အဲဒါကြောင့်ယီမင်ဟူသီတွေဟာနိုင်ငံတွင်းလွှမ်းမိုးထားတဲ့အင်အားစုဖြစ်ခဲ့ပြီး တရားဝင်အစိုးရပေါ်စစ်အာဏာသိမ်းမှုတစ်ခုကဟူသီတွေကိုအာဏာရလာစေခဲ့ပါတယ်။အခုတော့အမေရိကန်ရဲ့ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေရဲ့တက်ရောက်မှုကအီရန်ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ Hezbollah အုပ်စုကိုတိတိတသားအားနည်းသွားစေခဲ့ပါတယ်။ဘာလို့လဲဆိုတော့လေကြောင်းတိုက်ခိုက်မှုရဲ့ရလဒ်တွေကဟူသီတွေရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုဖျက်တောက်ပြီးအုပ်စုရဲ့စွမ်းရည်တွေကိုပြင်းထန်စွာထိခိုက်စေခဲ့ပုံရလို့ပါ။ ဒါကြောင့်မဲဒါဟာရီမင်ဆိုးရနဲ့ဟူတီဆန့်ကျင်ရေးရီမင်စစ်ကောင်းဆောင်တွေအတွက်အခွင့်အလမ်းကောင်းတစ်ခုဖန်တီးပေးခဲ့ပါတယ်။အဲဒါကြောင့်ရီမင်ဆိုးရနဲ့စစ်ကောင်းဆောင်တွေကဒီအခွင့်အလမ်းကိုဘလို့အသုံးချမလဲဆိုတာနဲ့ American RS ဆော်ပွားများပြည်တော်စု UAE နဲ့ Saudi Arabia တို့က Iran ထောက်ခံတဲ့ Houthi တွေထံကရီမင်ကိုလွတ်လျောက်ရေးအတွက်ရီမင်အစိုးရကိုဘလို့ထောက်ပံ့မလဲဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပါတယ်။တကယ်တော့ရှီနာအစိုးရနဲ့ Houthi တွေကြားပြည်ရင်းပဋိပက္ခဟာ ပရောက်စီစစ်ပွဲတစ်ခုအဖြစ်တွင်ပြင်လက္ခဏာရှိခဲ့ပါတယ်။ဘာလို့လဲဆိုတော့ Saudi Arabia နဲ့ Arab Sova များပြည်ထောင်စုတို့ကဂျီမဲဘိုအစိုးရကိုခုခံကာကွယ်နေချိန်မှာအီရန်ကတော့ဟူသီတွေကိုလက်နက်နဲ့ထောက်ပံ့ပို့ဆောင်ရေးအကူအညီတွေပေးအပ်ပြီးဒေသရင်းဩသာလွှမ်းမှုကိုချဲ့ထွင်ဖို့ကြိုးပမ်းနေလိုပါ။ဒါကြောင့်ပဲအမေရိကန်ကရေဘူးရအားဖြင့် Saudi ဥဆောင်တဲ့ညွန်ပေါင်းဖွဲ့ကိုထောက်ခံခဲ့ပြီးထောက်လန်းရေးနဲ့လေကြောင်းထောက်ပံ့မှုတွေကိုနောက်ွယ်ကပေးအပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်မကြာသေးမီကမှဝါရှင်တန်ရဲ့တိုက်ရိုက်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့သတင်းတွေပုံမမကြာခဏထွက်ပေါ်လာခဲ့ပါတယ်။တကယ်တော့အမေရိကန်နိုင်ငံသားကြီးနဲ့ကာကွယ်ရေးဌာနတာဝန်ရှိသူတွေကအနီရေကြောင်းမှာရန်လိုတဲ့သင်္ဘောတိုက်ခိုက်မှုတွေကိုထောက်ပြပြီးမဟာမိတ်သင်္ဘောတွေရဲ့ဘေးကင်းမှုနဲ့ကမ္ဘာရေကြောင်းကုန်သွယ်ရေးကိုကာဝယ်ဖို့တိုက်ရိုက်ဝင်ရောက်ဆွတ်ဖတ်မှုဟာမလွဲမရှောင်သာဖြစ်တယ်လို့ဆိုပါတယ်။ဘာလို့လဲဆိုတော့အမေရိကန်လေကြောင်းတိုက်ခိုက်မှုတွေဟာအတိုင်းအတာတစ်ခုအထိရောက်ရှိခဲ့ပြီး မြေပြင်ဆက်ဆင်ရေးတခုဆက်လက်ဖြစ်ပေါ်နိုင်မလားဆိုတဲ့မေးခွန်းဟာတန်တမန်တွေနဲ့ကာကွယ်ရေးလေ့လာသူတွေရဲ့ဆွေးနွေးစရာဖြစ်လာလို့ပါ။ဒါကြောင့်ပဲပထမဆုံးတုံ့ပြန်မှုတွေကရေမင်ဒေတာခံအရင်းမြစ်တွေကလာပြီးအချို့ကဒီပြဿနာကို American C ကမြေပြင်ဝင်ရောက်ဆွတ်ဖက်မှုကိုမျှော်လင့်နေတယ်လို့ပြောကြပါဗျ။အဲဒါကြောင့်ဒီသတင်းစကားတွေထဲမှာရေမင်ရဲ့တရားဝင်စစ်တပ်နဲ့ပူးပေါင်းစီမံချက်တွေရှိတယ်လို့အခိုင်အမာပြောဆိုမှုတွေပါဝင်ပြီးရွေချက်ကတော့ ဟူဒီရီရဲ့နယ်မြေထိန်းချုပ်မှုကိုအပြည့်အဝပြိုလဲစေပြီးမဟာဗျူဟာမြောက်မြို့တွေကိုလွတ်မြောက်ရေးဖြစ်ပါတယ်။အခုတော့အမေရိကန်ရဲ့ထောက်ခံမှုနဲ့ယီမင်ဟာဟူဒီတပုံတွေကို တခါမှမမြင်ဘူးတဲ့အကြီးမားဆုံးထိုးစစ်ကိုစီစဉ်နေပါတယ်။ဘာလို့လဲဆိုတော့ယီမင်အစိုးရဟာအမေရိကန်နဲ့အာရဗ်စော်ဘွားများပြည်ထောင်စုတွေနဲ့ပူးပေါင်းပြီးဟူဒီရီကိုတကယ်တမ်းအပိတ်သက်ဖို့အုပ်စုဖွဲ့လှုပ်ရှားနေလို့ပါ။ဒါကြောင့်မဲရီမင်အစိုးရဟာပင်လယ်နီမှာကူးသွမ်းရောင်းဝယ်ရေးတင်မောတွေကိုတိုက်ခိုက်ခဲ့တဲ့ အီရန် ထောက်ခံတဲ့ဟူသီတပုံလှုပ်ရှားမှုတွေကိုတိုက်ခိုက်ဖို့အမေရိကန်ရဲ့စစ်အင်အားနဲ့ထောက်လန်းရေးထောက်ပံ့မှုနဲ့အတူမြေပြင်ထိုးစစ်အတွက်စစ်တပ်ကြီးတို့ခုစုဆောင်းနေတယ်လို့သတင်းထွက်ပေါ်နေပါဗျ။အဲဒါကြောင့်ဆော်ဒီအာရေဗျမှာပြည်နှင်တန်းခံထားရတဲ့ရီမဲအစိုးရရဲ့ခေါင်းဆောင်မှုကောင်စီနဲ့အောက်စုအမျိုးမျိုးတို့ကြားအစည်းအဝေးတွေကျင်းပခဲ့ပြီး2014ခုနှစ်ကတည်းကမြို့ရော်ရှိနာအနီးရေချောင်းစိတ်ကန်းတွေနဲ့အထက်မြို့ကြီးတွေကိုတင်ပိုက်ထားတဲ့ဟူသီတွေကိုစန့်ကျင်တဲ့စစ်စင်ရေးကိုစီစဉ်ထိနိုင်ခဲ့ပါဗျ။ 2025ခုနှစ်ဧပြီလ24ရက်နေ့အထိတိုးတက်မှုတချို့ရရှိထားပုံရပါတယ်။ဘာလို့လဲဆိုတော့သမရရာရှစ်မိုဟာမက်အယ်အလီမီကကျယ်ပြန့်တဲ့အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ဟူသီတွေကိုဆန့်ကျင်တဲ့လွတ်မြောက်ရေးစစ်ပွဲအတွက်ပူးပေါင်းတပ်ဖွဲ့တွေရဲ့အစဉ်အသင့်ဖြစ်မှုကိုချီးကျူးပြောဆိုခဲ့လိုပါ။ဒါကြောင့်ပဲသူကဟူသီတွေဟာနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်အမြဲတမ်းချိတ်ချောက်မှုဖြစ်တယ်လို့ပြောခဲ့ပါဗျ။အဲဒါကြောင့်ဂျီမင်အစိုးရဟာပင်လယ်နေရှိအကြီးဆုံးစိတ်ကမ်းဖြစ်တဲ့ whole data ကိုပြန်လည်သိမ်းယူဖို့ဟူသီတွေအတွက်အရေးပါတဲ့ထောက်ပံ့ပို့ဆောင်ရေးဗဟုဌာနဖြစ်ပြီးရီမဲရက်သားတွေအတွက်လည်းမရှိမဖြစ်လိုအပ်တဲ့နေရာတစ်ခုကိုသိမ်းယူဖို့တပ်ဖွဲ့ဝင်1000ခန့်စုဖွဲ့နေတယ်လို့ဆိုပါတယ်။ဒါဟာရီမဲအစိုးရမှတခါမှမမြင်ဘူးတဲ့အကြီးမားဆုံးထိုးစစ်ဖြစ်မှာဖြစ်ပြီးခန့်မှန်းချေကျမ်းမာတဲ့တိုက်ခိုက်ရေးသမား3သိန်းခွဲရှိတဲ့ဟူသီတပ်ဖွဲ့ထွက်အင်အားနည်းနေစေဖြစ်ပါတယ်။ဘာလို့လဲဆိုတော့လောလောဆယ်ဟူသီစန့်ကျင်ရေးညွန်ပေါင်းဖွဲ့မှာလေ့ကျင့်ရေးနဲ့စက်ကရီယာတွေမှာကွဲလွဲမှုတွေရှိနေပြီး ်ယီမင်ပြည်သူပြည်သူစစ်တချို့က UAE နဲ့ Saudi Arabia စီကလေ့ကျင့်ရေးနဲ့ထောက်ပံ့မှုတွေရရှိထားပေမဲ့တချို့ကတော့လေ့ကျင့်မှုညံ့ဖျင်းပြီးခင်မီစက်ကရီယာတွေမရရှိတာကြောင့်ပါဒါကြောင့်ပဲဒီပြဿနာတွေကို American UAE နဲ့ Saudi တို့ရဲ့ထောက်ပံ့မှုနဲ့ကြော်လွှားနိုင်မှာဖြစ်ပြီးအခုဆို Iran ရဲ့ကိုယ်စားလှယ်ဟူသီတွေဟာရခင်ကထက်အားနည်းနေပါတယ်အဲဒါကြောင့် UAE နဲ့ Saudi Arabia တို့ကဟူသီတွေကိုစန့်ကျင်တဲ့ယီမင်ကိုဘာကြောင့်ထောက်ခံနေရလဲ အမေရိကန်စစ်တပ်ကဒီအကြီးစားမြေပြင်စစ်ဆင်ရေးမှာပါဝင်မလားဒါမှမဟုတ်အချိန်နေအားလုံးပြည့်စုံပြီးမြေပြင်စစ်ဆင်ရေးရောက်ရှိလာတော့မလားဆိုတော့မေးခွန်းတွေထွက်ပေါ်လာပါတယ်ဒါကြောင့်ပဲဒီအကြီးစားထိုးစစ်ရဲ့အကြောင်းအမှန်ကိုနားလည်ဖို့ရီမေမာဖြစ်ပွားနေတဲ့ပြည်ရင်းစစ်နဲ့ဆော်ဒီအာရေဗျမှာရော UAE နဲ့ပါရန်ဖြစ်နေမှုကိုကြည့်ရမှာဖြစ်ပါတယ်အဲဒါကြောင့်ဟူဒီတွေကနိုင်ငံတကာအသိမှတ်ပြုထားတဲ့အစိုးရကိုဖြုတ်ချပြီးနောက်ပင်လယ်ကွေ့ဘရင်စနစ်နိုင်ငံနှစ်ခုက2020 2015ခုနှစ်မှာ ် RS စည်ညုံပေါင်းဖွဲ့ကိုဦးဆောင်ပြီးအနောက်တိုင်းစစ်လက်နက်တွေနဲ့ရီမင်ကိုကျူးကျော်ခဲ့ပါတယ်။တကယ်တော့ဟူဒီတွေကဒေတာရင်းကဖယ်ရှားဖို့မအောင်မြင်ခဲ့တာကြောင့် Saudi Arabia နဲ့ UAE တို့က2022ခုနှစ်မှာ၎င်းတို့ရဲ့နိုင်ငံသားရေးမူဝါဒကိုအီရန်ဦးဆောင်တဲ့ခုခံရေးဝင်ရုံးကိုတံပြန်တိုက်ခိုက်မှုကနေတရုတ်ရဲ့အားပေးမှုနဲ့တီဟီရန်နဲ့ဆက်ဆံရေးပုံမှန်ဖြစ်အောင်ဥတီပြောင်းလဲပြီးတပ်ဖွဲ့တွေကိုပြန်လည်ဆုတ်ခွာခဲ့ပါတယ် ဘာလို့လဲဆိုတော့မကြသေးခင်ရတတပတ်တွေအတွင်းဟိုဒေတာနဲ့ဟူတီထိန်းချုပ်ထားတဲ့အနီးရေကြောင်းစိတ်ကမ်းတွေဟာအမေရိကန်စစ်လေရင်တွေနဲ့ရေတပ်သင်္ဘောတွေကပြစ်လွတ်တဲ့ဒုံးကြီးတွေရဲ့ပြစ်မှတ်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ပဲအနီးနားရှိ Ras Angus ရေနံတင်ပို့စိတ်ကမ်းနဲ့၎င်းရဲ့ပတ်ဝန်းကျင်ဟာ April 16ရက်ကနေ18ရက်အထိအမေရိကန်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ထိခိုက်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကို နတ်ဆိုင်နဲ့စိုးရိမ်မှုဖြစ်ပေါ်စေခဲ့ပါတယ်။ဒေတာရင်းအမေရိကန်စည်ရေးလှုပ်ရှားမှုတွေကိုကြီးကြပ်နေတဲ့ကာတာအခြေဆိုင် အမေရိကန်ဗဟိုကုကဲရေးဌာနကရာစီဇာတိုက်ခိုက်မှုတွေဟာဟိုဒေတာတိုက်ခိုက်မှုတွေလိုပဲဟူတီတွေရဲ့စီးပွားရေးအင်အားအခြေဆိုင်ရာကိုအားနည်းစေဖို့ရည်ရွယ်တယ်လို့ပြောခဲ့ပါတယ်။ရီယတ်နဲ့အဘူဒါဘီတို့ကဟူတီတွေကိုထိုးစစ်ဆင်မှာဖြစ်တယ်ဆိုတော့အမေရိကန်မီဒီယာရဲ့မကြာသေးခင်သတင်းတွေကိုညှင်းဆိုခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဝါရှင်တန်ဂျီမင်လေလာရေးစင်တာရဲ့ အကြီးတန်းမူဝါဒလေ့လာသူဖာတီမာအဘူအယ်အဆာရာကဆော်ဒီအာရေဗျနဲ့ UAE တို့ဟာလောလောဆယ်သတိထားပြီးဆင်ကျင်နေပေမဲ့ဟူဒီတွေကအနိုင်ရတာကိုမမြင်လို့ကြဘူးလို့ယုံကြည်လို့ပါ။ဒါကြောင့်မဲသူမက၎င်းတို့ဟာနောက်ွယ်မှာသာရှိနေပြီးရလက်ကိုပုံဖော်နိုင်ဖို့လုံလောက်တဲ့ထောက်ပံ့မှုတွေကိုသာပေးရမှာဖြစ်ကအကျိုးဆက်တွေကိုတောင်းဝေယူမှာမဟုတ်ဘူးလို့ပြောခဲ့ပါဗျ။အဲဒါကြောင့်အီရန်ဟာ၎င်းရဲ့နျူကလ িয়ার စီစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ညှိနှိုင်းနေတယ်ဆိုတာကိုမှတ်ချက်ပြုရင်းအယ်အာဆာရာကတီဟီရန်ရဲ့ဟူသီတွေကိုထောက်ပံ့မှုဟာဆက်လက်ရှိနေမှာဖြစ်ပြီးထောက်ပံ့ပို့ဆောင်ရေးဝါဒဖြန့်ချိန်မှုနဲ့လက်နက်တွေပါဝင်မှာဖြစ်ကပင်လယ်ခွင့်နဲ့အမေရိကန်တို့အသုံးချနိုင်တဲ့အလွန်အကျွံဝင်ရောက်ဆွတ်ဖက်မှုလက္ခဏာတွေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။တကယ်တော့လောလောဆယ်ပင်တကွန်ဒါမှမဟုတ်တမရအင်ဖြူရောကဒါနဲ့ပတ်သက်ပြီးပြတ်သားတဲ့အတီးပြုချက်မထုတ်ပြန်သေးပေမဲ့မြေပြင်ကလက္ခဏာတွေက ရီမင်မှာဟူသီတွေကိုစန့်ကျင်တဲ့ပိုကျယ်ပြန့်တဲ့လှုပ်ရှားမှုအတွက်အခြေခံအုတ်မြစ်ချနေပုံရပါတယ်။ဒီလုပ်ငန်းစဉ်မှာထူးခြားတာကဟူသီတွေရဲ့တိုက်ခိုက်ရေးစွမ်းရည်ယိုယွင်းလာမှုဖြစ်ပြီးအမေရိကန်လီတက်ရဲ့တိကျတဲ့ခွဲစိတ်မှုပုံစံစစ်ဆင်ရေးတွေနဲ့ရီတက်ရဲ့ဟူသီတွေကိုကွင်းထဲမှာဖိအားပေးမှုတွေကအဖွဲ့အစည်းရဲ့လက်နက်ခဲယမ်းနဲ့လူသားချင်းမြစ်တွေကိုတိတိတသာကုန်ခန်းစေနေလို့ပါ။ဒါကြောင့်ပဲအမေရိကန်ရေတပ်ဟာမက်ရှလာအလယ်မှာဟူတီပြစ်မှတ်တွေကိုပြင်းထန်စွာဗုံးကျဲတိုက်ခိုက်မှုကိုစတင်ခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအင်အား၃သိန်းခွဲရှိတဲ့ဟူသီတွေကိုလုံးဝဖျက်ဆီးမယ်လို့ကတိပြုခဲ့ပြီးနောက်ရီမဲဆိုးရတပ်ဖွဲ့တွေနဲ့တိုက်ခိုက်နေတဲ့ဟူသီရှေ့တန်းတပ်ဖွဲ့တွေကိုမကြာသေးခင်ကပြစ်မှတ်ထားလာခဲ့ပါတယ်။အဲဒါကြောင့်မြေပြင်ဆစ်ဆင်ရေးအတွက်ပြင်ဆင်မှုအနေနဲ့အမေရိကန်ဟာလောလောဆယ်အထိအန္တရာယ်များနိုင်တဲ့ကွင်းစင်းဆစ်ဆင်ရေးကိုရှောင်ရှားခဲ့ပေမဲ့ဟူသီရင်းမြစ်တွေကိုအကုန်လုံးနှီးပါကုန်ခန်းလူနှီးပါဖြစ်နေတာကမြေပြင်ထိုးစစ်ဟာနှိုင်းရှင်ရင်ပုံမှန်ထိရောက်နိုင်မယ်လို့ညွှန်ပြပါဗျာ။ တကယ်တော့အမေရိကန်အနေနဲ့ဟူဒီတွေကိုမြေပြင်ဆစ်ဆင်ရေးစတင်တင်တယ်လို့ယုံကြည်သူတွေမှာအခြေခံအကြောင်းပြချက်တချို့ရှိပါတယ်။ဟူဒီတွေဟာတောင်တန်းတွေနဲ့ကျန်းတန်းတဲ့မြေမျက်နှာတွင်ပင်ကိုအခြေခံပြီးပျောက်ကြားနည်းပြူဟာတွေကိုတုံးနိုင်ပြီးလေကြောင်းတိုက်ခိုက်မှုတွေကအရေးပါတဲ့ပြစ်မှတ်တွေကိုဖျက်ဆီးနိုင်ပေမဲ့ဟူဒီပုံအောင်ရနေရာတွေကိုအပြည့်အဝထိန်းချုပ်ဖယ်ရှားဖို့မလွယ်ကူလို့ပါ။အကယ်၍အမေရိကန်မြေပြင်တပ်ဖွဲ့တွေကဒေသခံတပ်ဖွဲ့တွေနဲ့ပေါင်းစပ်ပြီးတိုးဝင်လာမယ်ဆိုရင်ဟူဒီတွေကိုအပြတ်အသတ်အနိုင်ယူနိုင်ဖို့ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်လေကြောင်းလွှမ်းမိုးမှုဟာအမေရိကန်ရဲ့မြေပြင်တပ်ဖွဲ့တွေကိုတိုးဝင်ရမှာကာဝယ်ပေးနိုင်မှာဖြစ်ပြီးလက္ခဏာတွေအရမြို့ရော်ရှိနာရဲ့စင်ချေပုံးထိတိုးဝင်ဖို့ဆွေးနွေးနေတယ်ဆိုတဲ့အရေးအမွက်တွေရှိပါတယ်။တကယ်တော့အချို့သတင်းရင်းမြစ်တွေအရဆော်ဒီအာရီဗျနဲ့ UAE ပါဝင်ညွန်ပေါင်းတပ်ဖွဲ့တွေကအမေရိကန်ကိုမြေပြင်မှာထောက်ပံ့ပေးနိုင်ပြီးဒီလိုအခြေအနေမျိုးကတိုးတောင်းတဲ့ကာလာတွင်းအဆုံးဖြတ်ပြီးတဲ့အောင်မြင်မှုကိုဖြစ်ပေါ်စေနိုင်ပေမဲ့ပြဿနာအစ်တစ်ခုတည်းနှင်းမွန်းသွားနိုင်တဲ့အန္တရာယ်လည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ပင်ဒဂွန်ရဲ့ဆုံးဖြတ်ချက်ချသူတွေဟာမဟာပြူဟာမြောက်နေမြေတွေကိုသိမ့်ပိုက်ပြီးဟူဒီတွေကိုလက်နက်ချဖို့ဖိအားပေးဖို့ကန့်တထားတဲ့မြေပြင်စစ်ဆင်ရေးတွေရဲ့အားသာချက်တွေကိုချိန်ဆနေနိုင်လို့ပါအမေရိကန်ကဟူဒီရေပေါ်ဘုံကျဲတိုက်ခိုက်မှုကိုပုံမပြင်းထန်စေပြီးပင်ဒဂွန်ပြောရေးဆိုခွင့်ရှိသူရှောင်းပါလ်နယ်ကဒါဟာမြေပြင်စစ်ဆင်ရေးအတွက်ထောက်ပံ့မှုဖြစ်မဖြစ်နဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့ညှင်းဆိုခဲ့ပေမဲ့အမေရိကန်တပ်ဖွဲ့တွေဖြန့်ကျက်စရာမလိုဘဲထောက်လှမ်းနိုင်တဲ့နေမြေတွေကိုအတုံးချနီလန်းတွေ ဝါရှင်တန်မှာရှိတယ်လို့ဝန်ခံခဲ့လို့ပါအခုတော့ရီမင်ဆိုရဟာဒီအရေးမွက်ကိုသဘောပေါက်ပြီးလှုပ်ရှားခဲ့ရမှာဖြစ်ပြီး တကယ်တမ်းလဲလှုပ်ရှားခဲ့တယ်လို့သတင်းထွက်ပေါ်နေပါတယ်အဲဒါကြောင့်ရီမင်အစိုးရဟာအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကနေထောက်ပံ့မှုကိုရရှိထားပြီးဖြစ်ကြောင်းအခုမှသိရှိရပြီ။ဒါပေမဲ့မြေပြင်ညှိနှိုင်းမှုနဲ့ထောက်လန်းရေးမျှဝေမှုမရှိဘဲဟိုဒေတာလိုမိုင်းထောင်ထားတဲ့နယ်မြေတွေမှာဒီအခွင့်အလမ်းဟာလျင်မြန်စွာလက်လွတ်သွားနိုင်ပါတယ်။ လေလာသူတွေကတော့အမေရိကန်ထောက်ခံတဲ့မြည်သည့်တိုက်ခိုက်မှုမဆိုပင်လယ်နီသင်းမောလမ်းကြောင်းပေါ်ဟူသီရဲ့ချိန်ချောက်မှုတွေကိုအဆုံးသတ်ဖို့လုံလောက်မှာမဟုတ်ဘူးလို့ဆိုထားကြပါဗျ။ဘာလို့လဲဆိုတော့ဒီချိန်ချောက်မှုကြောင့်သင်းမောလမ်းကြောင်းအများစုကိုအာဖရိကဘက်ကိုပြောင်းလဲသွားစေခဲ့ပြီးရီမေပတ်ဝန်းကျင်ရှိရေကြောင်းလမ်းတွေမှာကူးတန်းရောင်းဝယ်ရေးသင်းမောတွေအတွက်စစ်မှန်တဲ့သွာလာလှုပ်ရှားမှုလွတ်လပ်ခွင့်ကိုလုံခြုံစေဖို့ဆိုရင်စစ်ရေးတိုက်ခိုက်မှုတစ်ခုထက်ပိုလိုအပ်မှာဖြစ်လို့ပါ။ဒါကြောင့်ပဲကြာရှည်ဆက်လက်တဲ့မြေပြင်စစ်ဆင်ရေးဟာ ဂျီမင်မှာပျက်စီးဆုံးရှုံးမှုကြီးမားတဲ့လူသားချင်းစာနာမှုဆိုင်ရာဘေးအန္တရာယ်ကိုပုံမိုဆိုးရွားစေနိုင်ပြီး UAE ထောက်ခံတဲ့တောင်ပိုင်းအကူပြောင်းကောင်စီကိုတောင်ပိုင်းဂျီမင်မှာကိုပိုင်အုပ်ချုပ်ခွင့်ရဖို့တွန်းအားပေးဖို့အခွင့်အလမ်းပေးနိုင်ကမြောက်ပိုင်းမှာဟူဒီရီကိုထိန်းချုပ်ဖို့ကြိုးစားနေနိုင်ပါတယ်။အဲဒါကြောင့် American အနေနဲ့အစ်စ်ပြန်လဲစတင်ပြီးအန္တရာယ်နဲ့တဲ့မြေပြင်စစ်ဆင်ရေးကိုစတင်ဖို့လားလာဟာအရှိအလေပိုင်းမှာအင်အားချိန်ဝင်ရှာကိုထပ်မံတုံ့လှုပ်စေနိုင်ပါတယ်။ တကယ်တော့အမေရိကန်ရဲ့ရခိုင်ပြည်ပြင်စစ်စင်ရေးတွေကသင်ကန်းစာတွေဟာဒီတစ်ခါမှလည်းအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့2000ပြည့်လွန်နှစ်တွေအစောပိုင်းကအီရန်နဲ့အာဖဂန်နစ္စတန်မှာဝါရှင်တန်ဟာမြေပြင်စစ်ဆင်ရေးတွေဘလောက်ခက်ခဲတယ်ဆိုတာကိုသိကောင်းကောင်းသင်ယူခဲ့ရလို့ပါ။ဒါကြောင့်ပဲထောင်နဲ့ချီတဲ့ထိခိုက်ဒေဆုံးမှုတွေနဲ့နှစ်ပေါင်းများစွာကြီးမားတဲ့အုံစိတ်တွေနဲ့လက္ခဏာဆောင်တဲ့ဒီဝင်ရောက်ဆွတ်ဖတ်မှုတွေကအမေရိကန်နိုင်ငံရေးမှာပင်ပန်းနှွမ်းနယ်မှုတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါဟာအမေရိကန်ကို စီးရီးယားနဲ့လိဗျားလိုအချက်တဲတွေမှာဓာတ်ရိုက်မြေပြင်ကျူးကျော်မှုတွေစတင်ဖို့တားဆီးခဲ့တဲ့အကြောင်းအမှန်တွေကတခုဖြစ်ခဲ့ပါတယ်။တကယ်တော့ရီမေမှာဟူတီရဲ့တိတိတတ်တာအားနည်းလာမှုကမတူညီတဲ့အမြင်တစ်ခုကိုဖြစ်ပေါ်စေပါတယ်။လေကြောင်းပုံကျဲမှုတွေကကျမ်းမာတဲ့ခုခံမှုကိုဖျက်ဆီးခဲ့ပြီဆိုရင် အမေရိကန်ဟာဆော်ဒီအာရေဗျ UAE နဲ့ရီမေအစိုးရလိုစီတဲ့နဲ့အကြီးစားမြေပြင်စစ်ဆင်ရေးမှာကန့်သက်ထားပြီးမဲ့အဆုံးဖြတ်ပေးနိုင်တဲ့အရေးပါတဲ့အခန်းကဏ္ဍကိုလှုပ်ဆောင်နိုင်ပြီး နောက်ဆုံးထုတ်နှက်မှုကိုပေးအပ်နိုင်မှာဖြစ်လို့ပါ။ဒါကြောင့်မဲတမရအင်ဘီရောအတွက်ဒါဟာအောင်မြင်ပြီးတူတောင်းတဲ့မြေပြင်စစ်ဆင်ရေးတခုဖြစ်နိုင်ခြင်းကိုပေးအပ်ပါရယ်။ဟူဒီတွေမှာမြေအောက်ဘန်ကားတွေနဲ့ဒရုန်းတွေတင်ကားဖြတ်လက်နက်တွေအန်ရရှိတဲ့ပျောက်ကြားနိဗျူဟာတွေနဲ့လက်နက်ကင်ထားစေဖြစ်တဲ့အန်ရအချက်တွေရှိနေစေဖြစ်ပါရယ်။အကယ်၍အမေရိကန်နဲ့ညွန်ပေါင်းတပ်ဖွဲ့တွေမျိုးပြစစ်ပွဲဒါမှမဟုတ်တောင်တန်းနယ်မြေတွေထဲဝင်ရောက်လာခဲ့ရင် ဒီရှေ့တန်းနယ်မြေတွေဟာအလွန်ကြီးမားတဲ့ဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေနိုင်လို့ပါ။ဒါကြောင့်ပဲနိုင်ငံเจ้าဝင်ရောက်ဆွတ်ဖက်မှုဆိုတဲ့ခံစားချက်ကဒေသခံတွေကိုဟူဒီတွေကိုအမျိုးသားခုခံရေးရဲ့သင်္ကေတအဖြစ်တစိမ့်တစ်ပိုင်းပုံဖော်ခွင့်ပေးနိုင်ပါတယ်။အဲဒါကြောင့်အာဖဂန်နစ္စတန်နဲ့ဆိုမာလီယာမှာပထဝီအနေထားကနမဲဆိုးနဲ့ခက်ခဲတယ်ဆိုတဲ့အတွေ့အကြုံတွေအရရေတိုအချိုးမြတ် တွေဟာရေရှည်မှာပြဿနာကြီးတစ်ခုဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။အကယ်၍တီဟီရန်ကဝင်ရောက်ပြီး ဟူသီတွေကိုလျှို့ဝှက်စွာလက်နက်ထောက်ပံ့မှုထပ်လောင်းပေးခဲ့မယ်ဆိုရင်မြေပြင်စစ်ဆင်ရေးဟာကြာရှည်ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။ဒါပေမဲ့တီဟီရန်ကဟူသီတွေကိုလုံလောက်တဲ့စစ်ရေးထောက်ပံ့မှု ပေးနိုင်ပါမလား။ဟူသီတွေရဲ့ပထမဆုံးတောင်းဆိုချက်ကလက်နက်တွေ၊ဒုံးကျည်တွေနဲ့ဒရုန်းတွေလိုအခြေခံစစ်ရေးအရင်းမြစ်တွေအတွက်ဖြစ်ပြီး၎င်းတို့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ပေါ်ပြချက်အရဟူသီတွေဟာဒုံးကျည်ခဲရက်နဲ့လူသားအချင်းမြစ်တွေပြက်လက်မှုနဲ့ရင်ဆိုင်နေရတာအချိန်တော်ကြာခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့်တိုးမြင့်လာတဲ့လေကြောင်းတိုက်ခိုက်မှုတွေဂိုဒေါင်တွေရဲ့တည်နေရာကိုဖော်ပြတဲ့ထောက်လန်းရေးသတင်းအချက်အလက်တွေနဲ့ဟူသည်ထိတ်တန်းတပ်မှုတွေကိုပြစ်မှတ်ထားတဲ့တိကျတဲ့စစ်စင်ရေးတွေကအဖွဲ့ရဲ့ထိန်းချုပ်နေမျိုးကိုကြုံသွားစေနေပါတယ်။ညွန်ပေါင်းဖွဲ့နဲ့အမေရိကန်တို့ရဲ့ဒီလောက်ပြင်းထန်တဲ့တန်တိုက်ထန်ချထားမှုကဟူသီတွေအတွက်ခုခံရေးကိုထိန်းထားဖို့ခက်ခဲစေပါတယ်။ဘာလို့လဲဆိုတော့အချို့ဆွဆွဲချက်တွေအရဟူသီတွေဟာမကြသေးခင်ရက်တတပတ်တွေအတွင်းပင်လယ်နီမှာတင်းမောတွေကိုတိုက်ခိုက်ဖို့ကြိုးစားမှုကို အကြီးအကျယ်ရပ်တန့်ထားတယ်လို့ဆိုပါရယ်။ဒါကြောင့်ပဲ၎င်းတို့ရဲ့တာဝေးဒုံးကြီးတူလောင်မှုတွေကုန်ခန်းလူနီးပါးဖြစ်နေပြီးအလားတူပဲရေအောက်မိုင်းတွေဒါမှမဟုတ်ပေါက်ကွဲပစ္စည်းတင်ဆောင်ထားတဲ့လှေတွေကိုလည်းရခိုင်နှစ်တွေလောက်ပေါပေါများများမတုံးတော့ပါဘူး။ဒီအားနယ်လာမှုရဲ့အထင်ရှားဆုံးလက္ခဏာကအီရန်ကနေထောက်ပံ့ပို့ဆောင်ရေးစီးဆင်းမှုအနှောက်အယှက်ဖြစ်လာတာဖြစ်ပါရယ်။တကယ်တော့ American ရေတပ်ရဲ့ Oman ပင်လယ်နဲ့ Bab el Mandeb ရေလက်ကြားမှာတိုးမြှင့်လှုပ်ဆောင်နေတဲ့ကင်းလဲမှုတွေက တင်မောချေပြူလက်နက်မှောင်ခိုတည်ယုံမှုကိုတိတိတတ်တာထိခိုက်စေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒုံးကြီးအစိပ်ပိုင်းတွေနဲ့ဒရုန်းခဲယမ်းတွေကိုလက်နက်တင်ဆောင်ထားတဲ့လှေတချို့ထံကတင်းစည်းခံရတယ်လို့သတင်းထွက်ပေါ်ခဲ့ပြီးဒီတီးတန့်ခွဲထုတ်မှုတွေကဟူဒီတွေအားကိုနေကြမှောင်ခိုလမ်းကြောင်းတွေကိုအားမဲ့စေခဲ့လို့ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။